ရွေးကောက်ပွဲအသုံးစရိတ်များသုံးမြင်ပြင်ဆင်တက်မှတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဤဥပဒေများတတိယအချိန်ပြင်ဆင်သည့်ဤဥပဒေကိုအောက်တိုဘာလ26ရက်နေ့စွဲနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်ရှာအဆိုပါပြင်ဆင်သည့်ဤဥပဒေမှာနိုင်ငံရေးပါတီများအတွက်ရွေးကောက်ပွဲအသုံးစရိတ်များသုံးမြင်ပြင်ဆင်တက်မှတ်ပေးခြင်းဖြစ်တယ်လို့သိရပါတယ်။ အစိုးရထုတ်ပြန်ချက်တွင်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဤဥပဒေပုံမှန်23ပါ၊ငွေကြေးသိန်း350ဆိုသည့်စကားရက်ကိုငွေကြေးသိန်း300ဖြစ်၎င်း၊ငွေကြေးသိန်း300ဆိုသည့်စကားရက်ကိုငွေကြေးသိန်း500ဆိုသည့်စကားရက်ဖြင့်အတီးတီးအစားထိုးပြင်ဆင်ခဲ့တာဖြစ်ပြီးယခုပြင်ဆင်မှုသည်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဤဥပဒေများ အခန်းလေးပါတီရန်ပုံငွေငွေကြေးပစ္စည်းများထိန်းသိမ်းခြင်း၊သုံးစွဲခြင်းအခန်းမှပါဝင်ထဲလို့ဖော်ပြ ားထားပါသည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့တတရာအကြိမ်ပြင်ဆင်သည့်ဤဥပရေရရှာပြည်သူလှုပ်တော်အမျိုးသားလှုပ်တော်နှင့်တိုင်းဒေသကြီးပြည်နယ်လှုပ်တော်ကိုယ်စားလှယ်လောင်း၃ဦးစီရဲ့အတွက်ရွေးကောက်ပွဲအသုံးစရိတ်ကို7300ထိ၎င်းတိုင်းဒေသလူမျိုးဝင်ကြီးနေရာရှင်ပြိုင်ချမဲ့လှုပ်တော်ကိုယ်စားလှယ်လောင်း၃ဦးစီရဲ့အတွက်ငွေကျပ်3300မှ7500ထိ၎င်းတိုးမြင့်သုံးဆွဲနိုင်မှာဖြစ်တယ်လို့သိရပါတယ်ရှင်။